အားလုံးပဲမင်္ဂလာပါရှင် PNY Fashion Design Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဒီထက်ကပုံမှန်ပတ်ထားပေးတဲ့အင်ချီလေးရဲ့ပတ်တန်ဆွေးနွေးလေးကိုပြန်လည်ဦးညှပ်ပေးတော့မှာပဲဖြစ်ပါတယ် အဲ့ဒီလေရဲ့ပတ်တန်လေးဆုပ်ဖို့ဆိုလို့ရှိရင်လိုအပ်တဲ့အတိုင်းအတာလေးတွေကတော့ရင်ပတ်လက်တထပေးရပါမယ်။နောက်ခပတ်လက်တထပေးရပါမယ်။နောက်ကျင်ပတ်လက်တထပေးရပါမယ်။နောက်ပြင်အမြင့်တထပေးဖို့လိုပါမယ်။ကျတော့ပုံမှန်တိုင်းနဲ့အိတ်ချီလေးရဲ့ပတ်တန်လေးရောက်ဖို့ဆိုလို့ရှိရင်ပထမအဦးဆုံးမိမိတို့ရဲ့ basic ပတ်တန်လေးကို copy ကုထပေးရပါမယ်။ မိမိရဲ့ basic pattern လေးကို copy copy လုပ်ရည်ဆိုလို့ရှိရင်တော့ပထမဦးဆုံးကျွန်တော်တင်းမြင့်တမိုးလေးမှတ်ပါမယ်အမှတ်လေးရပြီဆိုလို့ရှိရင်တော့ရက်ကူလိုမြင်းလေးဆွဲထားပြရပါမယ် ဆိုတော့တင်ပြလေးရပြီဆိုလို့ရှိရင်တော့နောက်တစ်ဆင့်နေနဲ့ခမင်းကနေပြီးတော့မှစက္ကပ်အရှိန်မြင်းလေးကျွန်တော်မှတ်ပြီးတော့မှကျွန်တော်ဆွေးထားပေးဖို့လိုပါမယ်ဒီနေရာမှာစက္ကပ်အရှင်မြင်းလေးကတော့မိမိတို့အစီအမြေတလောက်လေးဆက်ပြလို့ရပါတယ်။ကိုကအတူလေးဝေးရတာသဘောကျတယ်ဆိုရင်တော့40 45လောက်ထားပြမယ်ဆိုရင်အဆင်ပြေပါတယ်။ ကျွန်တော်စကဲအရှင်မင်းလေးရပြီဆိုလို့ရှိရင်တော့ပထမအဦးဆုံးခါလေးစပါမယ်။ကျွန်တော်ခါလေးက1 cm လေးစပြီးတော့မှကျွန်တော်ရခုလိုလေးလက်ပင်းမြင့်ကနေပြောမှကျွန်တော်ကနကစားလိုက်တဲ့ခါမြင့်လေးနဲ့မြင်းလေးဆက်ဆွဲထားပေးပါမယ်။နောက်ကျင်းမြင့်လေးနဲ့လည်းစားလိုက်တဲ့ခါမြင့်လေးကိုဆက်ဆွဲထားပေးဖို့လိုပါမယ်။ အခုဆိုရင်မြင်းနေလေအားလုံးရပြီမို့လို့ကျွန်တော်တို့နှစ်ဆက်နေနဲ့ရင်းမြင်းမှာပုံလေးလေးကရတဲ့ရေအမှတ်လေးမှတ်ပါမယ်။မှတ်တဲ့အခါမှာအခုနကကျွန်တော်စားထားတဲ့မြင်းကနေပြီးတော့မှရတဲ့တံမိုးလေးမှတ်ပေးရမှာပဲဖြစ်ပါတယ်။ရင်းမြင်းမှာရေအမှတ်လေးမှတ်ပြီးပြီဆိုလို့ရှိရင်တော့ခါမြင်းမှာပုံလေးကရတဲ့ခါတံမိုးလေးမှတ်ပါမယ်။နောက်တင်းမြင်းမှာလည်းပုံလေးကရတဲ့တင်းအမှတ်လေးကိုကျွန်တော်မှတ်ပြီးပါမယ်။ မှန်လေရပြီဆိုလို့ရှိရင်တော့ပေကွင်းလေးတုံးပြီးခါကြတော့ကျွန်တော်ခမ်းမြင်းလေးနဲ့ကျွန်တော်ရေမြအရင်မှန်လေးကိုကျွန်တော်ရှိတ်လေးပေါ်ပါအောင်ပေကွင်းလေးတုံးပြီးဆွေးပြလိုက်ပါမယ်။နောက်ကျွန်တော်တည့်အမှန်လေးနဲ့လည်းကျွန်တော်ပေကွင်းလေးတုံးပြီးတော့မှစက်ထားပြပါမယ်။ နောက်တစ်ဆင့်အနေနဲ့ကျတို့ကစကတ်အရှိန်မြင့်ပေါ်မှာတင်မှတ်လေးကိုတောက်မှန်ကြအမှတ်လေးမှတ်ပြီးခါကျတော့ကျတို့ပုံမှန်အတိုင်းပဲအပြင်ဘက်ကို3 to 5 cm အမှတ်လေးမှတ်ပြီးခါကျတော့ယခုလိုတင်မှတ်လေးနဲ့ပြပြလေးစထားပေးရပါမယ်နောက်တစ်ဆင့်အနေနဲ့ဒီအမှတ်လေးကိုကျွန်တော်ကပေါကချိုင်းစီကြီးကိုကျွန်တော်ဆက်ဆက်ထားပေးဖို့လိုပါမယ်။ နာစကရဲ့အောက်ခြေမှာဆိုလို့ရှိရင်အဝိုက်ရှိလေးအတွက်ကိုပုံမှန်တိုင်းနဲ့အပေါ်ဘက်က1 cm လေးမှတ်ပြီးရခါကြတော့ပေကူးလေးတုံးပြီးတော့မှအခုလိုပြည်ပြည်လေးကျူရိုရှိတ်ကလေးဝိုက်ပြပါမယ်နော်တောက်လေးအတွက်ကတော့ခန်းကြီးလေးကိုတဝက်ဝက်ပြီးတော့ခါကြတော့တောက်စာတစ်ဖက်ကို1.5 cm စီမှတ်ပေးပါမယ်။နော်ကျတော့အော် တင်းနှင်းကနေပြီးတော့မှအပေါ်ဘက်ကို7စင်တီမီတာလေးတက်ပြီးတော့မှတောက်ရှိတ်လေးတွေအခုလိုလေးဆွဲပေးရပါမယ်။တောက်လေးဆွဲပေးသွားပြီဆိုလို့ရှိရင်တော့နောက်တစ်ဆင့်အနေနဲ့နောက်ထပ်လက်ဘေးလေးကိုဘေးဘက်ကနေပြီးတော့မှ1စင်တီမီတာနဲ့ဂျိုင်းဘက်ထင်းကနေပြီးတော့မှ2စင်တီမီတာလေးအမှတ်လေးတွေမှတ်ပေးပါမယ်။ အမှန်လေးတွေရပြီဆိုလို့ရှိရင်တော့လက်ဘေးမှာဆိုရင်အောက်ဖက်ကိုတော့1.5 cm လေးချပြီးတော့မှလက်ဘေးရှိတ်လေးဆဲဖို့အတွက်ကိုကျွန်တော်မြင်းဖြောင်းလေးဆွဲထားပြရပါမယ်။ရေလေးစထားပြီးသားပြီဆိုလို့ရှိရင်တော့ပေကွေလေးတုံးပြီးတော့မှလက်ဘင်းရှိတ်လေးပြန်ဝိုက်ပေးပါမယ်။နောက်တစ်ဆင့်အနေနဲ့လက်ဘင်းလေးမှာဆိုရင်နောက်လက်ဘင်းလေးမှာလည်းဟာနေရာတွေဖြစ်စေဖို့ဆိုလို့ရှိရင်ကျတို့ကပခုံးလေးကို1 cm လေးစပြီးတော့မှကျတို့ ဒီခုလိုလေးချေရိုမြင်းလေးဆက်ဆွဲထားပေးပါမယ်။ဒါချေရိုလပင်းလေးမှာလည်း1 cm လေးစားပြခါကြတော့ခါမှန်လေးနဲ့ခုလိုလေးဆက်ဆွဲပေးရပါမယ်။ နောက်တစ်ဆင့်အနေနဲ့ like လေးမှဆုံးလို့ရှိရင်လည်းဂျိုင်းရှိလေးကအနည်းငယ်လေးဝိုင်းဝိုင်းလေးဖြစ်ချင်အောင်လို့ခြေကအဖက်ကို5 cm လောက်စားပြီးတော့မှဂျိုင်းရှိလေးကိုပြန်ဝိုက်ပေးတာပါတယ်။အဲ့ဒီအဆင့်ကတော့ကျွန်တော်ပခုံးဝင်တာစားတာမတက်တဲ့တူလေးတွေအတွက်ကတော့ skip လိုက်လို့ရပါတယ်။ခြေကတော့ဂျိုင်းရှိလေးကို0 cm တော့အောင်ကျွန်တော်5 cm စားပြီးတော့မှခြေကအတန်လေးကိုပြန်ပြပြထားပါရယ်ကိုကဂျိုင်းရှိတ်ဝိုက်တာမကြိုက်တဲ့သူလေးတွေကတော့ပုံမှန်ဂျိုင်းတိုင်းပဲထားခဲ့ပေးလို့ရပါတယ် ဟုတ်ဆိုရင်တော့နောက် channel လေးမှာကကျွန်တော်ဖြစ်ဆက်လေးနဲ့တွေ့မှာဖြစ်တဲ့အတွက် pop-up channel ကို B1B2 ဆိုပြီးတော့မှနာမည်လေးပြလိုက်ပါမယ်။အခုဆိုရင်တော့နောက် channel ပတ်တန်လေးကရပါပြီ။အခုဆိုရင်ရှင်းစမ်းလေးကိုဆက်ပြီးတော့တွေ့ပါမယ်။ရှင်းစမ်းလေးမှာဆိုလို့ရှိရင်ကျွန်တော်ကကျယ်သီးထက်ကောက်စာလေးယူမှာမို့လို့ကျွန်တော်ရှင်းစမ်းမှာဆိုလို့ရှိရင် center frame ကနေပြီးတော့မှအပြင်ဘက်ကို3 cm ရှိတဲ့မြင်းလေးဆွထားပေးဖို့လိုပါမယ်။ အခုဆိုရင်ရှင်းချမ်းလေးဆွဲဖို့ကိုရှင်းချမ်းရဲ့ basic frame လေး copy ကုထားပြပြီမို့လို့ရှင်းချမ်းမှာဆိုလို့ရှိရင်ကျွန်တော်ကမြန်အောင်ကိုနောက်ထပ်ကနေ copy ဆက်ဆက်ထားပြီးသားဖြစ်တော်မို့လို့မြန်အောင်ရပြီဆိုရင်တော့ပထမအဦးဆုံးရင်းမြင်းမှာနောက်ထပ်ကလိုပဲရမ်းမတ်မတ်ပေးပါမယ်။နောက်ကျွန်တော်ခါမြင်းမှာပုံမြင့်ကရတဲ့ခါမတ်လေးမတ်ပေးပါမယ်။နောက်တင်မြင်းမှာလည်းတင်မတ်လေးတွေမတ်ပေးပါမယ်။ အမှန်လေးတွေရပြီဆိုလို့ရှိရင်တော့ခါရှိတ်လေးနဲ့တေးရှိတ်လေးကိုကျွန်တော်ကပေကွေးလေးတုံးပြီးတော့မှကျွန်တော်ပုံမှန်အတိုင်းနဲ့ကျွန်တော်ဆက်ပေးလိုက်ပါမယ်။နာစကဲအရှိန်မြင့်မှလည်းကျွန်တော်ကတဲအမှန်လေးကိုကျွန်တော်ထားမှတ်ကြတိုင်းမှတ်ပြီးခါကြတော့အပြင်ဘက်ကို3 to 5 cm လောက်ချက်ပြီးတော့မှကျွန်တော်တဲအမှန်လေးနဲ့ယခုလိုပြပြလေးဆက်ဆွဲထားပေးပါမယ်။ နောက်တစ်ဆင့်အနေနဲ့ရှေ့ခြမ်းလက်ပင်းလေးအထက်ကိုခြေရောကျွန်တော်ပခုံးမင်းပေါ်မှာကျွန်တော်ဂျိုင်းဘက်ချမ်းကနေပြီးတော့မှ2 cm အမှတ်လေးမှတ်ပါမယ်။ နောက်ရင်းမြင်းကနေပြီးတော့မှအပေါ်ဘက်ကို3 to 4 cm လောက်တက်ပြီးတော့မှအမှတ်လေးမှတ်ထားပေးပါမယ်။အမှတ်လေးရပြီဆိုရင်တော့ခြေရိုးရဲ့ခြေချင်းပခုံးလေးကိုခြေရိုးတက်နေလိုက်တဲ့အခါမှာ6 to 7 cm လောက်အကျန်လေးရချင်တော့မို့လို့ခြေက6 to 7 cm အကျန်လောက်လေးမှတ်ပြီးတဲ့အခါကျတော့ကျွန်တော်ခုနကမှန်လိုက်တဲ့ပခုံးအမှတ်လေးကနေပြီးတော့မှ6 to 7 cm လောက်အကျန်ထားပြီးတော့အမှတ်လေးမှတ်ပေးပါမယ်။ ရှေ့လက်ဘေးလေးမှာဆိုလို့ရှိရင်ပခုံးလေးကိုကျွန်တော်အကြံ6 to 7 cm လောက်မှတ်လေးမှတ်ပြပြဆိုလို့ရှိရင်တော့ရှေ့လက်ဘေးအကြလေးကိုကျွန်တော်မိမိတို့စိတ်ကြိုက်ပုံစံလေးကျွန်တော်ဒါမှကြပုံစံတော့မဟုတ်အဆောင်ချိန်လေးကျေရွှေချထားပြီဆိုလို့ရှိရင်တော့အမြင်လေးကိုကျေရွှေဆက်ဆွဲပေးပါမယ်။ဒီမှာတော့ခြေကခြေကဒါမှကြရှိန်ကြီးွားလောက်ပဲခြေဆက်ထားပေးပါရစေ။ အခုဆိုရင်ရှိလက်ပင်း shape လေးရတာပြီဆိုလို့ရှိရင်တော့ကျွန်တော်နောက်ထပ်တစ်ခါလို့ပဲကျွန်တော်1 cm လေးစပြီးတော့မှပခုံးမြင်းလေးတက်ဆက်ပေးပါမယ်။နောက်တစ်စိမ့်အနေနဲ့ကျွန်တော်ဂျိုင်း shape လေးကနောက်ထပ်မှာဆိုရင်5 cm လေးခြိုက်ခဲ့တာမျိုးလို့ရှေ့ထပ်မှာလည်း5 cm လေးမှတ်ပြီးတော့မှဂျိုင်း shape လေးပြောင်းလိုက်ပေးပါမယ်။ ဒီနေရာမှာတတိထားမှာကအချက်ကရှစ်လဘေးအဟိုက်လေးကိုကျွန်တော်ရေမြင့်ကိုယူထားတာဖြစ်တဲ့အတွက်အနေငယ်ပေါ့နော်ကျေရာမကြိုက်တဲ့သူလေးတွေဟိုက်ကြနေရကြိုက်တဲ့သဘောမကျတဲ့သူလေးတွေအတွက်ကတော့ကျွန်တော်ရရှစ် basic pattern မှာရှေ့ရင်ကျင်းမြင်ပါတယ်ရှေ့ရင်ကျင်းမြင်လေးမှာပဲကျွန်တော်လည်းဘင်းရှိတ်လေးဆက်မယ်ဆိုရင်လည်းအဆင်ပြေပါတယ်မာရောဒီထဲကရှင်ရင်မြင်မှာလည်းဘင်း ရှိပ်ပြီးဆွဲတင်နေသူလေးအတွက်ကိုဒေါက်တာလိုင်းလေးနဲ့ပြထားပေးပါရစေ။နောက်တစ်ဆင့်အနေနဲ့ကျွန်တော်လေဘင်းရဲ့နေတဝက်မှာကျွန်တော်ဟိုက်ကြတာမျိုးတွေဖြစ်မနေစေဖို့ကျွန်တော်ဒေါက်လေးကျေရောခောက်ဖို့အတွက်ဒေါက်လေးထိုးပါမယ်။ဒေါက်လေးထိုးဖို့အတွက်ကို element လေးမှာ5.5 cm စီဒေါက်လေးတစ်ဖက်တစ်ချက်စီမှတ်ပြီးအခါကျတော့ဒေါက်လေးထည့်ခဲ့ပါမယ်။ နောက်တစ်စင်းနေနဲ့ဖြည့်ချမ်းအတွက်ခေါမတော်လေးထည့်ပါမယ်။တော်လေးအတွက်ကတော့တစ်ဖက်ကိုကျွန်တော်က1.5 cm မလို့ကျွန်တော်1.5 cm စီမံပြီးရခါကျတော့ပုံမှန်အတိုင်းပဲရဲမက်ကနေပြီးတော့မှ7 cm မှာကျွန်တော်တောင်လေးတောင်မှလေးဆွဲပါမယ်။နောက်တနည်းကနေလည်း7 cm အကွာမှာပဲကျွန်တော်တောင်ရှိလေးဆွဲပေးပါမယ်။ နောက်ဆုံးအနေနဲ့ကျရိုးလဘင်းချက်ကလေးမှလည်းကျရိုးရှေ့ကျန်းလေးမှာဟာတာမျိုးတွေဖြစ်စေဖို့ဆိုလို့ရှိရင်ကျရိုးတောင်လေးထပ်ပြီးတော့မှထိုးခဲ့ပါမယ်ကျရိုးတောင်လေးအတွက်ကတော့ကျရိုးကတစ်ဖက်ကို0.5 cm စီထည့်ပြီးတော့မှကျရိုးတောင်လေးခောက်ဖို့အတွက်တောင်လေးထိတ်ခဲ့ပြီးပါမယ် နာစကဲရဲ့အောက်အနားရှိတ်လေးတွေအတွက်ကိုအပေါက်ဘက်ကို0.5 cm စီမှတ်ပေးပြီးတော့ခါကြတော့အနားရှိတ်လေးတွေကိုပေကွေးလေးသုံးပြီးတော့မှချိုးရှိတ်လေးဝိုက်ပေးပါမယ်အခုဆိုရင်ကျွန်တော်ရဲ့အင်္ဂလိပ်ရှိချင်းပတ်သက်လေးမှာဆိုလို့ရှိရင်လည်းဖြစ်ဆက်လေးနဲ့ကျွန်တော်ကချုပ်မှဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ရှိချင်းလေးကို F1 F2 ချင်းလေးဆိုပြီးတော့မှနာမည်လေးပေးထားပါမယ်။ နာတခုတည်းထားရမှာကချက်ဘူးတီရှေချမ်းပြီးသွားတဲ့အခါမှာရှေချမ်းရဲ့ပခုံးချိန်လေးကိုချက်ရူကပခုံးရှိလေးကိုပြန်ပြီးတော့မှတိုင်နိုင်တဲ့အခါမှာပခုံးလေးဒီအကျဉ်6-7 cm လောက်လေးပဲရှိအောင်မလို့ချက်တော့နောက်ချမ်းမှာဆက်ခဲ့တဲ့ပခုံးလေးကိုပြန်ပြီးတော့မှညှိပေးဖို့လိုပါမယ်။နောက်ချမ်းရဲ့ပခုံးလေးကအနေငယ်လေးကြီးနေရဖြစ်တဲ့ကြောင့်မလို့ချက်ရူရှေချမ်းလေးနဲ့ညီဝါကိုပခုံးလေးပြန်ပြီးတော့မှညှိပေးပါမယ်။ ခုတိုင်းလိုက်တဲ့အနောက်ပခုံးနဲ့ရှေ့ပခုံးလေးညီးဖို့ရအတွက်ဆိုရင်အနောက်ပခုံးလေးကိုလက်ဘေးမြချမ်းဘက်ကနေပြောင်းမှပြင်ပြောင်းမှလိုသလောက်လေးပြန်ဆက်ပေးရပါမယ်အခုဆိုရင်နောက်ထပ်မှာလည်းနောက်ထပ်ပကောက်ရှိတ်လေးကိုပြန်ပြီးတော့မှညှိပြီးဆက်ပြီးသွားပြီဖြစ်တဲ့အတွက်ချေရိုရှေ့ချမ်းနောက်ချမ်းပတ်တန်လေးရပါပြီ။နောက်တစ်ဆင့်အနေနဲ့လက်ပတ်တန်လေးကိုတော့ပါမယ်။လက်ပတ်တန်လေးရဖို့ဆိုလို့ရှိရင်တော့မိမိတို့ရဲ့ပေးစေးလက်ပတ်တန်လေးကို copy ကူးယူထားပေးရပါမယ်။ လက်ပတ်တံလေး copy ကိုယူသွားပြီဆိုလို့ရှိရင်တော့ဒီညမှာကျေရိုလက်ပတ်တံလေးရဖို့ဆိုလို့ရှိရင်ကျေရိုဆွဲခဲ့တဲ့ HR ခြေချမ်းတော်ထဲဈိုင်းလေးမှာစားခဲ့တဲ့တံမိုးလေးတွေကိုလက်ပတ်တံမှာလည်းလာစားပြဖို့လိုတော့မလို့ကျေရိုတိစားလေးပတ်တံပေါ်မှာမှတ်ခဲ့ပြဖို့လိုပါမယ်။ ကျွန်တော်ရဲ့အင်ဂျီပတ်တမှာဆိုလို့ရှိရင်ရှေ့ဆန်းတောင်ထဲမှာကျွန်တော်တို့လက်ကလေးကို0.5စီချပြီးတော့မှဆွဲခဲ့တာမျိုးလို့ခြေက0.5စီချပြီးတဲ့ခါကျတော့ဈမ်းချိန်လေးပြန်ဝိုက်ပေးထားပါတယ်မိမိတို့ကမချခဲ့ဘူးဆိုရင်တော့ဒီဒီချိန်လေးကို skip လိုက်လို့ရပါတယ်နောက်ကျွန်တော် ။အုံနေနိကရရဲကျွန်တော်ရေအမှတ်တိပတ်တဲ့အခါမှာကွာဟထားတဲ့ဂျိုင်းဂျိုင်းတံမိုးလေးကကျွန်ရဲ့ပတ်တံမှာဆိုလို့ရှိရင်ရှေ့ခန်းအတွက်က2.5စင်တီမီတာနဲ့နောက်ခန်းအတွက်က1.5စင်တီမီတာစီးဆားရမှာမလို့ခြေကတော့အမှတ်လေးမှတ်ပြီးတော့မှခြေမြင်းလေးပြန်ဆက်ပြလိုက်ပါတယ်။ ကျေတော့ရှစ်ချမ်းနောက်ချမ်းအတိအမှန်လေးတွေမှတ်ပြီးဆိုရင်တော့သတ်မှတ်ချက်မြင်လေးဆွဲပေးပါမယ်။နောက်လက်ရဲ့အရှိလေးကိုခြေကငကိုလက်ထက်ကျေတော့4 or 5 cm လောက်ရှည်ချင်အောင်မို့လို့ခြေက4 or 5 cm လေးပေါင်းပြီးတော့မှခြေမြင်လေးဆွဲထားပေးပါရစေ။ လက်အရှည်မြင်းလေးရပြီဆိုလို့ရှိရင်တော့အတင်းဘက်ကို1 cm စီမှတ်ပြီးတော့မှယခုလိုလေးဆက်ဆွဲထားပေးရပါမယ်အစင်းနေနဲ့လက်ပတ်တန်လေးကခွဲကားလေးလုံမှမလို့ခုရလာတဲ့လက်ဖြေလေးကိုကျွန်တော်ဆောင်ရွက်ကနေနှက်ထုတ်ပြီးတဲ့ခါကျတော့ကျွန်တော် ဖက်ကလေးလောက်ဖို့အတန်းယခုလိုတစ်ဖက်ကို5 cm စီရှိတဲ့မြင်းလေးတွေဆွဲပြီးခါကြတော့ cherry ရဲ့ leg လေးကိုအပေါ်ဘန်းနဲ့ cherry ရဲ့အောက်ဖက်ကိုခွဲကလေးလောက်ဖို့အတွက်ညှိထုတ်လိုက်ပါမယ် ခုဆိုလို့ရှိရင်ကျွန်တော်ဆောင်ရွက်အစားသင့်ဖို့အတွက်5 cm မြည်လေးပေါ်မှာသေချာလေးတိတ်လေးရေးထင်းပြီးတော့မှကျွန်တော်ရဲ့လက်ပတ်တံလေးကိုဖြတ်ကပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်အပေါ်ဘက်ကို5 cm လောက်မှတ်ပြီးအခါကျတော့ကျွန်တော်ပြောင်းလဲသွားတဲ့လက်ရဲ့အဝိုင်းရှိလေးကိုပေကွေးလေးတုံးပြီးတော့မှပြန်ဝိုက်ပေးပါမယ်။ အဝိုက်ရှိတ်လေးရပြီဆိုလို့ရှိရင်တော့ခြေတို့နောက်တစ်ဆင့်အနေနဲ့ခွဲခါလေးလုပ်ဖို့လိုတော့မို့လို့နောက်တစ်ဆင့်ခွဲခါလေးလုပ်ဖို့အတွက်ကိုခြေရရဲ့လက်အခြေခံမိုးလေးကိုခြေတို့က၆ပိုင်းပိုင်းပြီးရခါကျတော့နောက်တစ်ဆင့်ခွဲခါလေးအတွက်ကိုယခုလိုမင်းလေးတွေဆွဲထားပေးခဲ့ပါမယ်ကျတော့ အပိုင်း၆ပိုင်းမြင်းလေးတွေဆွဲပြီးသွားပြီဆိုလို့ရှိရင်တော့ cherry button လေးကိုညှစ်ထုတ်ပြီးတော့စာရွက်အစားထိုးပြီးတော့မှာခွဲကားလေးလုပ်ပြပါမယ်ကျွန်တော်ဒီဆေးခွဲကားလေးမှာတော့ခွဲကားလေးရဲ့တန်ဖိုးက4 cm or 6 cm လောက်ထားပေးရပါပြီ။ချဲရဲ့ပတံမှာတော့ချဲက4 cm လောက်ထားပြီးတော့မှခွဲကားလေးယူထားပေးပါရစေ။ ကျွန်တော်ပုံမှန်အတိုင်းပဲ4 cm ကျွန်တော်တိုင်းတာလေးတွေအတိုင်းခွဲပါလေးကိုဆံပယ်လေးအစားထိုးပြီးသွားပြီဆိုရင်လို့ရှိရင်တော့ကျွန်တော်အောက်မှာပြောင်းလဲသွားတယ်ကျွန်တော်လက်အနားရှိတ်ကလေးတွေကိုကျွန်တော်အောက်ဖက်ကို2 cm လောက်ယူပြီးတော့မှကျွန်တော်ပေကွေးလေးတုံးပြီးတော့မှပြပြလေးပြင်ဝဲပေးပါမယ်အခုဆိုရင်တော့ချယ်ရီရဲ့လက်ပတ်တယ်လေးလေးရပါပြီ။ ဗီဒီယိုလေးကိုစုံကြည့်ပြီးရဲ့အတွက်ကျေးဇူးများရှိတင်ပါတယ်ကိုစိတ်နှပြချမ်းမှန်တတ်ကြပါစေအကျဲ့ဗီဒီယိုလေးတွေကိုတိုက်တက်တဲ့ဆိုရင်တော့ like and subscribe လေးနဲ့အားပေးတော့မပြပါနဲ့နော်ပကောင်းတဲ့ဗီဒီယိုလေးနဲ့ထူပြန်လာခဲ့ပါမယ်တတပါ